သူ့နာဘူမိဘက်ကိုသူဟာတင်မောရွဲ့လွှင့်ပြီးတော့ထွက်လာသူ့မိကတားတယ်မသားပင်လက်ခီးဆိုပြီးအန်ရီလွန်များတယ်ပင်စိတ်ကူးမရင်နဲ့စိတ်ကူးမလွယ်နဲ့ဘာရှိတဲ့ပစ္စည်းနဲ့ရင်လုံလောက်တယ်လို့ဆိုတော့မရဘူးသူတို့လှုပ်ချင်တာဇွလုတ်တတ်တဲ့အချင်းရှိတယ်သူတို့မရဘူးအဲ့တော့ မိဘကိုရှ िख ုံးပြီးတော့သူဟာခွင့်ပြုအောင်ပြောပြီးတင်မောနဲ့ရွယ်လွယ်တယ်တင်မောက900ပါတယ်သူနဲ့အတူထွက်ကြခொနည်းရဲ့ဒီတင်မောဟာကံယူတန်းခက်ကွာကွာနေပြီးတော့သုံးနာဘူးမီးဆိုရက်ဒီမြန်မာနိုင်ငံအပါဝင်ဒေသဘက်ကိုရွှေ့လှည့်ပြီးတော့လာလာခဲ့တာရွှေ့လှည့်လာတဲ့တင်မောဟာ လိုင်းပုတ်တဲ့တန်နေတို့သတိဝုရတန်နေတို့ခါရတဲ့ခါ9ရက်လောက်လည်းရောက်ရောတင်မောဟာဒီဆက်ထားတဲ့ပြင်နေပါတွေကနေပြီးတော့ရှည်တွေယိုးလာလိုင်းပုတ်တဲ့တန်ကိုကြာရှည်မခံနိုင်တော့ခုခေတ်လိုတန်တင်မောတွေဟုတ်ပုံမရမရတော့အဲ့တင်မောတွေဟာလိုင်းပုတ်တဲ့တန်နေနဲ့နောက်ဆုံးမှာ ရေမလုံးတဲ့အတိုင်းအတာတစ်ခုဖြစ်လာခொနည်းလောက်တော့ကိုယ်ပဲကမ်းမမြင်ရသေးခင်ပင်လယ်ထဲမှာပဲတင်မောကြီးဟာရှင်ဝင်ပြီးတော့နှိမ့်မြုပ်တော့မယ်အနေထားဖြစ်သွားရွက်တင်မောပေါ့ခုခေတ်ကလည်းဆက်ဆက်တတ်တဲ့တင်မောတော့မဟုတ်အဲလိုတင်မောပြက်တဲ့ရှင်ကိုရောက်လာမဟာစနကတင်မောပြက်ကိန်းဆိုပြီးတော့ဘုရားပြည့်ဝေးတယ်ဆရာကြီးဟောကြနော်လူဒီအဲ့တော့တင်မော သင်္ဘောကြီးကပြက်လာပြီဆိုတဲ့အခါကျတော့သူနဲ့တူပါလာတဲ့သင်္ဘောသား900သူတို့ကိုယ်ဝယ်တဲ့နတ်တွေကိုတိုင်တယ်ကြပူဇော်ကြပါသားကြအော်ကြဟဲ့ကြငိုးကြယိုးကြကိုလုံးဝမဲ့အလုပ်ကိုတစ်ခုမှမလုပ်ဘူးလူတွေဟာကြောက်လန့်နေကြသင်္ဘောကြီးကရေတွေဝင်လာပြီဘယ်လိုမှလုပ်လို့မရတော့ဘူးသင်္ဘောကြီးနစ်တော့မယ်ဆိုတော့လူတွေဟာနတ်တွေကိုသာလဲရှ िख ိုးပြီးတော့ ကယ်တော်မူပါဩနေကြမဟာစနကမင်းကတော့အဲ့ဒီအုပ်စုထဲမှာ तू မပါဘူး तू စိတ်ကူးတယ် तू စိတ်ကူးတာလည်းပဲသိပ္ပံနေကြတယ်လို့ပြောရမှာဖြစ်တယ်နော် तू ခင်မှာတာ तू စိတ်ကူးတာဘလို့စိတ်ကူးတော့အခက်ခဲကြုံလာတဲ့အခါမှာတတိရှိရတတိရှိရုံနဲ့လောကမှာမပြီးသေးဘူး तू ကဘာလုပ်လဲလို့ဆိုလို့ရှိရင် तू ထားတဲ့အဝတ်တွေ အလွန်ပါတဲ့အဝတ်တွေကိုဝတ်တယ်။ရေဆိုပြီးတော့လေးနေလို့ရှိရင်ကူးတဲ့အခါမှာသင်္ဘောနဲ့တောက်မယ်ဆိုရင် तू ကူးရမယ်ဆိုတာသိပြီလေ။ရေထဲမှာကူးရခါရမယ်။အဲ့တော့အဝတ်ကြီးကလေးနေလို့ရှိရင်အဝတ်ကြီးကဆွဲပြီးတော့ရှေ့မရောက်နိုင်ဖြစ်မှာဆိုတော့ပါပြီဆိုတဲ့အဝတ်တွေကိုသင်္ဘောပေါ်မှာရိတ်ခါဖြစ်ပါလာတဲ့ထောပတ်တွေခြေတွေထဲမှာနှစ်လိုက်တယ်။သူတကူလုံးလဲထောပတ်တွေတုတ်တယ်။ထောပတ်တို့ခြေတို့ ရတော့ငိုချွေးပြီးတော့တေဖို့အချိန်ဆောင်နေသလိုဖြစ်သူကတော့ဘာတစ်ခုမှမစင်စားဘူးကိုဘာလုပ်မယ်ဆိုတာကိုစဉ်းစားပြီးတော့အဝတ်ကိုပါပေးဆိုတဲ့အဝတ်တွေကိုရှာတယ်ရှာပြီးအဲ့ဒါတွေကိုထောပတ်တယ်နှစ်တယ်နှစ်ပြီးတော့အဲ့ဒီအဝတ်တွေကိုလဲလိုက်တယ်လဲပြီးတော့ခိုင်ခိုင်မြဲမြဲကပတ်ဒီပါရီပတ်မှာပေါ့ကျွတ်မထွက်အောင်သူအဲ့ဒီလိုတကူလုံးလဲထောပတ်တွေတုတ်လိမ့် ပြီးတော့ထောပတ်နဲ့တခါကိုတဝါကြီးစပ်လိုက်တယ်ဘိုက်ဖောင်းတော့ဘာလို့ဆိုတော့ဒေါက်တာစားစရာရမှာမဟုတ်ဘူးအတော်နဲ့အစာမကြေခန္ဓာကိုယ်ထဲမှာခံနိုင်အောင်ရှိအောင်ဆိုပြီးတော့အာအိမ်ဖလားရအောင်ဆိုပြီးတော့ထောပတ်နဲ့တခါတွေကိုအပြည့်စားလိုက်တယ်စားပြီးတဲ့အခါသင်္ဘောမြုပ်မဲ့အချိန်ကိုသူဆောင်းဆိုင်တယ်ရွက်တိုင်ကြီးရှိတဲ့နေရာကိုသူသွားတယ် ရွတ်တိုင်နာမှာစောင့်ကြည့်နေတယ်။ကြံတဲ့လူတွေကတော့အကုန်လုံးလက်မြောက်လို့ရှုံးပေး။ရှည်ထဲမှာတဘုံဘုံနဲ့လူတွေရဲ့သွေးညင်နှမ်းကြောင့်ရောက်ရှိလာတဲ့ငမန်းတွေတို့ဘာလို့ဆိုကြောက်ခမန်းလေးလေးလူတွေကိုကြိုက်စားတဲ့ငားတွေဟာရောက်ရှိပြီးတော့ဝိုင်းဝန်းပြီးလူတွေကိုစားတောင်းနေကြ။အဲ့ဒီအချိန်မှာသူဟာရွတ်တိုင်ပေါ်မှာအမြင့်ပေါ်ရောက်အောင်တက်တယ်။တက်ပြီးတော့ ငမန်းတွေကနေပြီးလူတွေကိုကြိုက်စားနေတဲ့ဧရိယာကြီးတခုကသွေးရေပြင်းကြီးကသွေးချင်းချင်းနီးနေတဲ့ရေပြင်းကြီးရှိအဲ့ဒါကိုလွတ်အောင်ဟိုဘက်ရောက်အောင်ခုံလိုက်တာသူအာယူပြီးတော့ဟိုဘက်ရောက်အောင်ခုံလိုက်တော့ငမန်းတွေကဒီဘက်လူတွေစားနေတော့သူဟိုဘက်ဖုံးငနဲ့ကြသွားတဲ့အခါတိုက်ပြီးတော့သူ့ဘက်ကိုခွေးမဆိုင်တော့အဲ့ဒီကနေပြီးတော့ငမန်းတွေနဲ့ဝေးတဲ့ဘက်သူသွားမဲ့မိထီလာဘက်ကိုဥတီပြီးတော့ခုံပြီးတော့ ကူးလိုက်တာရှေ့ထဲမှာလက်ပစ်ကူးတာငါးရည်ရဲ့အန္တရာယ်ကတော့သူလွတ်သွားတယ်လွတ်သွားပြီးရှေ့ထဲမှာသူကူးနေလိုက်တာဘယ်နည်းလောက်ကြာတော့ဆို9လောက်ရှိတယ်အားချိုးမှန်တယ်ကူးနေဟိုလူတွေသေးကုန်ပြီတယောက်မှမရှိတော့ကိုမြုပ်သွားပြီအဲ့ဒီသူတို့သင်မောပြက်တဲ့နေဟာတဲ့သူ့ရဲ့ဘာတွေတော်တဲ့ပေါ်လာစနကမင်းကနေမကောင်းတဲ့နေဖြစ်တယ် နေမကောင်းတာမှအတော်နေမကောင်းလို့ serious ဖြစ်ပြီးတော့အဲ့ရတဲ့ကမထနိုင်တဲ့အတိုင်းအတာတခုဖြစ်သွားတယ်တဲ့အဲ့ဒါနဲ့သူလည်းသင်္ဘောပြတ်လို့ကုခတ်နေတာသူခုနှစ်ရက်မြောက်တဲ့နေ့မှာပေါ်လာစနစ်ကမင်းကလည်းနိုင်ရဆန်သွားတယ်ဆိုလိုတာကသူတိုင်းပြည်ကိုပြန်လီလူယူတိုက်ခိုက်ဖို့ရဆိုပြီးတော့သူစ조사ဖို့စီးပွားရှာဖို့ထွက်လာတယ်သို့တော့ သူတိုက်เสียမလို့ပဲနဲ့ဟိုကသေးတော့သေနဲ့နေပြီနော်ဒီလိုပဲတခါတလေရွယ်ချက်ဆိုတာကတ်ချမှာလဲခိုက်တာမြောက်မှန်းပြီးတော့လို့အဲ့ပေါ်လာစနကမင်းမှာတော့သမီးကလေးတယောက်ပဲရှိတယ်ဒါမရှိဘူးအဲ့တော့သူ့အတွက်အန္ရယသိမရှိတော့ဘူးနော်အေးသူသင်မောပြက်တယ်ပြက်ပြီးတော့ခொနရဲ့တီတီရေထဲမှာကူးနေတယ်အဲ့ဒီနေရာမှာဖះလောင်းနေရဲ့စိတ်ဓာတ်ဘလောက်ပြင်းထန်တယ်လဲ သူတို့ရဲ့ဒီစိတ်ဓာတ်တည်ငြိမ်မှုဟာဘလောက်အတူခိုးစရာကောင်းလဲဆိုတော့မသားကြမှာဖြစ်တယ်